တခါလေကျွန်တော်တို့ဒီဈေးတံမိုးတူပြီးတော့ကျွန်တော်ဘယ်ဟာဝယ်ရမလဲဆိုတော့ကျွန်တော်တို့ဒွိရဖြစ်တတ်ကြတယ်ပေါ့နော်ဒီဗီဒီယိုမှာကျွန်တော်မိတ်ဆွေတွေအတွက်မဖြစ်မနေရွေးချယ်ဝယ်ယူရမယ့်ပစ္စည်းတစ်ခုပါနေတယ်အဲ့ဒါကမတ်ဘုတ်ဝယ်မလားဆိုလာအင်ဗာတာ17ဝယ်မလားမနေ့ရဟောဆိုလာအင်ဗာတာတက်မယ်ဆိုတာမတ်ဘုတ်ဝယ်ဝယ်လိမ့်မှာဩဘက်ထရီလဲ16နာရီနေပါခံတယ်ငါလို့တော့ AC ပဲဒါမျိုးလေးတွေကိုကျွန်တော်ခဏခဏကြားနေရတယ်ပေါ့နော်ကဲဒါဆိုရင်ကျွန်တော်နဲ့အတူစဉ်းစားရအောင်ကျွန်တော်တို့ဒီမတ်ဘုတ်ကကျွန်တော်တို့ဒီခင်မီစမ်းသစ်တဲ့ဒီဇိုင်းကြောင့်ပြလှတယ်ပြီးတော့ကျွန်တော်တို့ဒီ ဖီးဒန်သားတွေအတွက်ကြောင့်ကျွန်တော်ဒီ investment တစ်ခုကိုဖြစ်စေတယ်ပေါ့နော်။ကြိုက်တဲ့နေရာကိုလည်းကျွန်တော်တို့ဒီတည်သွားလို့ရတယ်ပို့အပပါလေးကျွန်တော်ရှိတယ်ပေါ့နော်။ဒါပေမဲ့ကျွန်တော်ဒီ Netflix သုံးဖို့အတွက် MacBook ဝယ်တယ်ဆိုရင်တော့ကျွန်တော် investment တစ်ခုအနေနဲ့မဖြစ်ဘူးပေါ့နော်။ ဲဆိုဆရာပါဒါဆိုရင်ကျွန်တော်ဒီ inverter battery ဘက်ကိုကျွန်တော်လှည့်အောင်ကျွန်တော်တို့မီးပြတ်သွားပြီဆိုပါစို့အဲ့တော့ကျွန်တော်ဒီ solar inverter တွေဆင်လဲမယ်ဆိုရင်ကျွန်တော်ဒီ wifi တွေ laptop တွေကျွန်တော်သုံးလို့ရတယ်ပေါ့နော်အဲ့ဒီမှာမှာကျွန်တော်ဒီနေအောင်ကြီးကနေလဲကျွန်တော်တို့စွိုင်းရင်ကျွန်တော်ရတယ်ပေါ့နော်အဲ့ဒါမှာကျွန်တော်ဒီနေအောင်ကြီးတစ်ခုချင်းစီကနေပြီးကျွန်တော်ဒီ fiber ကြီးကိုရဒီအနာကစီပွားရေးအတွက်ကျွန်တော်ဒီတံခိုးတွေအများကြီး ရလာနိုင်တယ်အဲ့တော့ကျွန်တော်တို့ဒီတခါလေးတက်ပြီးတော့ကျွန်တော်တို့ဒီတသက်တာမီတာကကိုကျွန်တော်တို့ရှင်းချနိုင်မှာပဲဖြစ်တယ်ဒါကတကယ်ကို piece of mind တစ်ခုပဲအဲ့တော့ကျွန်တော်မိတ်ဆွေဘယ်ဟာကိုရွေးချယ်ကြမလဲနေရာမေးအချိန်မေးသုံးမိနိုင်တဲ့မတ်ဘုတ်ကိုရွေးမလားကျွန်တော်တို့ဒီအနာဂတ် address တွေပဲဖြစ်ချင်တော့ဆိုလာရွေးမလားပေါ့နော်တချို့ကကျွန်တော်တို့ဒီမတ်ဘုတ်သုံးပြီးတော့ကျွန်တော်တို့ဒီစီးပွားရေးတစ်ခုကျွန်တော်စီးပွားရေးတော့ကိုကျွန်တော်ဖန်တီးနေကြတယ်တချို့ကြတော့ကျွန်တော်တို့ဒီဆိုလာဆင်ပြီးတော့မီတာကမရှိတဲ့အနာဂတ်ကိုဖန်တီးနေကြတယ် အဲ့တော့ကျွန်တော်မိတ်ဆွေတွေလည်းဘယ်ဟာကပို့ပြီးရွေးချယ်တင်လဲဆိုတော့ကိုမမမှန်ခဲ့ပါဘူးချစ်သမီးအတင်ပါတယ်